မင်္ဂလာပါရှင်ဒီနေ့ကတော့950ဇက်တော်ဧကန်နိဘက်ဒေကနဘက်တရားနဲ့ပန်နိကဇက်တော်အကြောင်းဖတ်ပြပေးမှာပဲဖြစ်ပါရဲ့ရှင်ဒီဇက်တော်ကတော့မိမိတမင်းဤအကျင့်ရှိမရှိကိုတိလိုတစ်ဖြစ်စုံစမ်းတော်ဖခင်အကြောင်းအောက်ပါအတိုင်းဖော်ပြပေးထားတာပဲဖြစ်ပါရဲ့ရှင်နလူတို့ဤဆရာဖြစ်တော်မူသောမြတ်စွာဘုရားသည်ဇေဒဝံကျောင်း၌သတင်းသုံးတော်မူစဉ်တာဝတိမြို့ဝယ်ဟင်းဟင်းရွက်ရောင်း၍အသက်မွေးသောသတင်းတဲ့တရားကိုရှိလေ၏ ထိုသတင်းတွေသည်တမိတရားကိုရှိ၏အလွန်အစင်းလှ၏ကြီးညိုဝဲရှိ၏ အကျင့်တီလာနှင့်ပြည်စုံ၏အရှက်အကြောင်းနှင့်ပြည်စုံ၏အငဲရွှင်ပြုံးသောမျက်နှာရှိ၏ထိုသူတို့သမီးအားမျိုးတူသောသူတို့သည်ထင်းများလက်ထက်ရန်စကားလမ်းကြောင်းကြသည်ရှိသောအဖသတင်းတဲ့သည်ငါသမီးအားထင်းများလက်ထက်ရန်မတင်သည်အငဲပြုံးရွှင်သောမျက်နှာရှိ၏အကျင့်တီလာ မရှိခဲ့သောလင်းအင်ရောက်သောအခါငါတို့မိဘများအားရှုတ်ချကဲ့ရကြလိမ့်မည်တို့အတွက်သမီးအားအကျင့်တီလာရှိသည်မရှိသည်ကိုစုံစမ်းမည် ဟုကြံစီလျက်အနေ၏တနေ့တနိုင်တရင်တယ်သည်တမီးကိုခေါ်ကတောင်းတလုံးကို ယူစေ၍ဟင်းရွက်ယူရန်တောတို့သွားကြသည်ရောက်လျင်အဘသည်တမီးကိုစုံစမ်းလိုသည့်ဖြစ်ကိလေသာကိုမှီတကယ်တို့ဖြစ်ကလျှို့ဝတ်သောစကားကို ဆို၍လက်ကိုဆွဲ၏ ။တမီးသည်ဆွဲကမြပင်လင်းမျက်ရည်ရိုထွက်ကငိုလျက်ဖားခင်ဤလိုအမှုကို မပြုတင်ပါ ရေမအမီးဖြစ်သည်နှင့်တူပါသည်ဟု အဖကိုသားမြင်လေ၏။အဖလည်းချစ်တမီးတမီးကိုအကျင့်တီလာရှိသည်မရှိသည်ကိုစုံစမ်းလို့တဖြစ် လက်ကိုဆွဲခြင်းဖြစ်သည်တစုံတရာ ဖောက်ပြန်လို့တော့စိတ်မရှိမငိုလင်းချစ်တမီးတင့်မှာအကျင့်တီလာရှိသည်လို့ဟုမေး၏။ဖားခင်ရှိပါသည်ကိလေသာ တာရာဂအစွမ်းဖြစ်တစုံတယောက်တော့ယောက်ျားကိုမျှမကြည့်စဘူးပါဟုပြောကြလေ၏။သူအခါအဖသတင်းတယ်သည်တမီးကိုနှစ်သိမ့်စီ၍အိမ်တို့ရောက်လျင်ထင်းများလက်ထက်ကလင်အိမ်တို့ပို့လိုက်၏။ သတင်းတယ်လည်းမြက်စွာဖျားတန်စီကဲ့ရန်ရောက်တဲ့ဖြစ်ထိုအကြောင်းကိုရှောက်ထားရာသတင်းတယ်ဤသူတို့သမီးကကြာမြင့်သောအခါမှစ၍အကျင့်တီလာနှင့်ပြည်စုံခဲ့ဤတင်ဒီယခုအခါ၌သာစုံစမ်းခဲ့သည်မဟုတ် ရှေးရခါ၌လည်းစုံစမ်းဘူးပြီဟုမိတော်မူကအောက်ပါအသိစက်ကိုဆောင်းတော်မူသည်လွန်လေပြီးသောအခါဗာဒနတိပြည်ဝဲမြတ်မတဲ့မင်းမင်းပြုတည်ရှိသောဖျားလောင်းသည်ရုပ်ကစိုးနှင့်ဖြစ်လေ၏ တို့ဗာရဏတိပြည်၌ဟင်းနှင်းရရောင်း၍အသက်မွေးသောတည်င်းတဲ့တယောက်ရှိလေ၏တို့တည်င်းတဲ့သည်တမီးတယောက်ရှိ၏ အလုံးစုံသောစကားတို့သည်ပိဿုပံဝုထုနှင့်တူ၏အဖအသတင်းတည်းသည်စုံစမ်းလိုသည်ဖြင့်တမိလက်ကိုဆွဲလေ၏ထွာခါတမိသည်ငိုလျက်ဖခင်အကျွန်ုပ်အားဆင်းရဲဒုက္ခတွေ့လျင်ကိုးကွယ်ရာဖြစ်ရမည်အဖသည်တောအလယ်၌ပြစ်မာပေ၏နိုင်တဲ့ကလူပြုပြီး၏ကျွန်ုပ်သည်ဘုဒ္ဓထံမှငိုရမည်နည်းဟု ပြောဆိုလေ၏ထွာခါအဖသည်ချစ်သမီးအကျင့်တီလာရှိသည် မရှိသည်ကိုစုံစမ်းလို၍လက်ကိုဆွဲမိသည်တစုံတရာပြစ်မာကျွလွန်လို့ တော်စိတ်မရှိဟုပြောဆိုဖြောင်းပြကအင်တို့ရောက်ရင်ထိမ်းများလက်ထက်၍လင်အင်တို့ပို့လေ၏ ဤဒေသနာတော်၏အဆုံး၌သတင်းတည်သည့်တောတာပတိဖို၌သည်လေ၏ဤတို့နှင့်မြတ်စွာဘုရားသည်အသေးပစ္စုပန်နှစ်တန်သောဝတ္ထုတို့ကိုအမှုတန်သည်ဆက်ဆက်တော်မူလျက်ယဟန်တို့ထိုအခါအဘသည်ယခုအခါအဘတမီးသည်တမီးအကြောင်းတည်သောယုတ်ကဆိုးသည်ငါဘုရားဖြစ်လာပြီဟုဇက်ကိုပေါင်းတော်မူသည်ပန်နိကဇတောဤတွင်ပြီးအခုလိုဖျက်ပြခွေရအောင်ကျေးဇူးပြုပေးခဲ့ကြသူများအလုံးကိုထူပေကျေးဇူးတင်ရှိပါတယ်ရှင် နားထောင်ပေးကြသူများအားလုံးလည်းနှလုံးစိတ်ဝမ်းငြိမ်ချမ်းကြပါစေ။